အားသောဝါနာရှင်ညီအစ်ကိုမောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ12ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးကြည့်ရင်တော့တကယ်ကိုကျေးဇူးတင်ပြီးပါတယ်ခင်ဗျာကေဖရောင်းဒီတဲ့ပုဒ်ကိုတော့ Grimmy Bailey ဖော်ပြထားတဲ့သတင်းတစ်ပုဒ်ကဲ နောက်ပြီးပေါ်တူဂီသတင်းစာအိုချိုကိုဖော်ပြထားတဲ့သတင်းတစ်ပုဒ်ရယ်နောက်ပြီးတော့ဒေဗစ်အွန်စတိန်ဖော်ပြထားတဲ့သတင်းအဲ့သုံးခုကိုတပုတ်တည်းပြကျွန်တော်ဦးစားပေးဖော်ပြရင်းမယ်ကျွန်တော်သတင်းတွေကလည်းဒါလေးပုတ်ဆိုပြီးမှတစ်ခါကြရင်ကျွန်တော်စဉ်းစားထားပြီးတော့ပို့ပြီးများသွားတဲ့အပိုင်းတွေရှိတယ်အခုတစ်ခုပြောချင်တာလေဒီဂျွန်လာ၁၇ရက်နေ့ပြီးတော့ဂျွန်လာ၁၅ရက်နေ့အတွင်းဒီအပြောင်းရွှေ့ဈေးကွက်ပိတ်တာဖြစ်တဲ့အတွက်လက်ရှိအချိန်မှာတော့အတွင်းသတင်းတချို့ပဲရပါအောင်မယ်အပြောင်းရွှေ့ဖြစ်တဲ့သတင်းမျိုးတွေတော့ဒါမျှော်လင့်လို့မရသေးဘူးလေဒီကာလကဲဘရောင်းသတင်းတစ်ပုတ်အဲ့ဒါကတော့ ဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့ green bike လေးဖော်ပြသွားတာ RP Lipsit အသင်းရဲ့ဇင်းတုံးတအားတိုးမြင့်ပြီးတောင်းဆိုနေတဲ့ကိစ္စပေါ်မှာဘန်ဂျမင်ဆက်စကိုကတော်တော်လေးစိတ်ပြတ်နေရလို့ကြားသိရတယ်။ပထမဘန်ဂျမင်ဆက်စကိုနဲ့ RP Lipsit ကြားထဲမှာ gentleman agreement တခုရှိရယ်။ဒါကဒီဇင်မာလောက်ထည့်ကျွန်တော်ဖော်ပြခဲ့ပြီးပြီ။အဲ့ဒါကဒီစားမှတက်တန်းတိုးသွားရဆိုရင်အသီးသီးသားလာပြီးကန်လိုက်ရင် စာချုပ်ဖြစ်သိမ်းကြီးထက်နည်းပါးသောပမာဏဖြင့်ထောက်ခခွင့်ပေးရမှာဆိုတဲ့အချက်ရှိတယ်။အဲ့ဒီအချက်ရဆိုလို့ရှိရင်တော့ Gentleman Agreement ရ UO အဖြစ်ဆို1080ပေါင်အဖြစ်ဆိုရင်59တန်း ဒါပေမဲ့လက်ရှိအချိန်မှာအာဘီလစ်စစ်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်လာပြီးဆွေးနွေးတဲ့အခါမှာလစ်စက်တို့တောင်းဆိုတဲ့တန်ကြီးကယူရို80 80ပေါင်အားဖြင့်ဆိုရင်68တန်းထိဈေးဆွဲတင်ထားတယ်။ဒါကအခြေခံပဲရှိသေးတယ်။အခြားအပ်တွန်ဘောနက်ဘာညာခန်းစား권နေမပါသေးဘူး။အဲ့ဒါယူရို80နဲ့တရားကြားဆိုတဲ့ပမာဏတစ်ခုဖြစ်နေ။အဲ့ဒါအာဆင်နယ်ဆွေးနွေးတဲ့အဆင့်မှာပဲရှိသေးတယ်။တရားဝင်ကမ်းလှမ်းမှုမလုပ်သေးတာ။ဒီအပေါ်မှာအာဆင်နယ်ကိုပြောင်းကျင်တဲ့ဆက်စကိုနေနဲ့တော်တော်လေး လစ်ဆက်ကိုစိတ်ပြက်နေအမေရိကန်တို့ဂျန်နမန်အဂရီမန့်ကိုဂရီတီးရမယ်အစားမှာဈေးကိုရတဲ့လောက်ဆွဲတင်နေခဲ့ပေါ့လေအဲ့ဆိုတော့ဒီအခြေအနေရဆိုလို့ရှိရင်တော့အာဆီနယ်အနေနဲ့ကစားသမောက်တရားဝင်ကလုံးမလို့ဒေတာကဘလို့အခြေအနေရောက်နေဆိုတော့ကြောင်းကြီးကိုတိပြီးနေတွေ့တယ်။ဒီသတင်းနဲ့ကြက်ရက်ပဲကျွန်တော်ဖော်ပြပေးချင်တာလေဟိုဘက်ဂျမင်ဆက်စကိုကိုကြံခဲ့တဲ့ဒလိုင်းဒေးမှာတော့ ဆော်ဒီကလပ်အဟီလေအသင်းကကမ်းလှမ်းခဲ့သေးတယ်။ဒါပေမဲ့ကစားသမားကဥရောပမှာပဲဆက်ပြီးကစားနေတာဖြစ်တဲ့အတွက်ပယ်ချခဲ့တယ်။ဒါကြောင့်မို့လို့လက်ရှိချိန်ထိအာဆီနယ်နဲ့ဆက်စကိုသတင်းတွေကဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။ဒီသတင်းနဲ့အတူတူပဲနောက်ထပ်တိုက်စစ်မှုတယောက်ဖြစ်တဲ့ပီတာယောဂရက်သတင်းကိုမနေ့ကကြောင်းကြီးကိုတည်ပြီးပြီဖြစ်မှာပါ။အဲ့ဒါပီတာယောဂရက်ကဒီသူ့ကိုဇင်းနှုံဆွတ်တင်ထားတဲ့အတွက်ကလတ်သင်းကိုစိတ်ပြက်နေရပေါ့လေဟို Instagram မှာကလတ်သင်းနဲ့သက်ဆိုင်တဲ့အရာတွေကိုတော့ပိတ်ဖြတ်ပြီးကြားသိရတယ်။ဒါပေမဲ့အခုသတင်းရဆိုရင်တော့ Sporting Okra ဖရီဒီကိုဗာလန်ဒက်စ်ကဈေးအရန်ညှိထားတဲ့ကိစ္စကိုသူကငင်းဆိုထားတယ်တိကျတဲ့ပြောင်းရွှေ့ကြီးကျွန်တော်နဲ့ပီတာယောဂရဲကြမှာသတ်မှတ်မထားဘူးယူအတန်း60ပလက်အတ်အွန်10တန်းနဲ့စုစုပေါင်းတန်း90ပက်ကိတ်နဲ့ရောင်းချရမယ်ဆိုတဲ့ကိစ္စမျိုးကျွန်တော်မှမရှိဘူးဘယ်စည်းမဆိုဒီစားမောက်ရောင်းချသွားမယ်ကိစ္စရှိတယ်ကစားသမားတဲ့သူတွေကြမှာဂရီပေးထားမှရှိဘူးအခုဖြစ်နေတဲ့ဈေးကွက်ထဲကဈေးနှုန်းတစ်ရက်ကလည်းဒါကစားသမားရဲ့အေဂျင့်ရဲ့ လပ်ဖန်ထိုးမှုကြောင့်ပဲဖြစ်တယ်ဆိုသူကပြောသွားတယ်အဲ့တော့ဗီတာယောဂရက်ကတော့ဇင်းလုံးမြင့်ထားတဲ့အတွက်ကလပ်သင်းကလာကြီးမကန်လန်းဆိုပြီးတော့ကလပ်သင်းကိုဆွဆွဲထားသလိုကလပ်သင်းကလည်းဒီကိစ္စကသူတို့နဲ့မဆိုင်ဘူးကစားသမားရဲ့အေဂျင့်ကစားသမားရဲ့ကိုယ်စားလှယ်ရတာဈေးကွက်ထမှာဇင်းလုံးတည့်ရဲ့ရှောက်ဖန်တီးညာဆိုပြီးတော့ဒါဗိုလီဘောပုံနေကြတဲ့နှစ်ဖက်အဲ့တော့သူပြောသွားတာတစ်ခုရှိသေးတယ်အဲ့ဒါကဗီတာယောဂရက်သူတို့စီမှာရှိတဲ့300ဒီဆိုတဲ့ကာလာအတွင်းမှာတရဝင်းကန်လန်းထားတဲ့ကလပ်သင်းတသိန်းမှမရှိဘူးဆိုပြီးတော့ sporting ရဲ့ဥက္ကဋ္ဌ free digo barandak ကဖော်ပြသွားပါတယ်အဲ့တော့ ဘသူစကားမှန်မလဲကျွန်တော်တို့စောင့်ကြည့်သွားပါပါလောလောဆယ်တော့တေချာတခွတော့ဘတ်ဂျမင်ဆက်စကိုရောပီတာယောဂရောတက်ဆိုင်ရကလက်သင်းနေတဲ့တောင်းရွှေ့ကြီးကိစ္စမှာဈေးနှုန်း short ချစီခြင်းနဲ့ဆိုတော့တော့ကျွန်တော်တို့တွေ့ရတယ်အဲ့ကြောင့်မို့အာဆီနယ်နေနဲ့ကစားသမားနှစ်ဦးလုံးကိုသဘောကျတယ်ဆက်စကိုဦးရပီဆွေးနွေးနေဆိုပေမဲ့ကစားသမားတွေဆိုင်ကလက်သင်းရသဘောတူညီထားတဲ့အရင်ပမာဏထက်ဆွဲတင်နေတဲ့အတွက်ဈေးနှုန်း short ချဖို့ entry barter တို့တစ်ချက်ဆွေးနွေးနေလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့အမြဲလိုက်ခဲ့တဲ့ player တောင်မှတ်မိတာ separate nipan ဆိုတဲ့ဒါ norway သားလေး အိုရီကလက်သစ်လေးဆိုပြီးပထမနာမည်ကြီးခဲ့တဲ့ပလေယာလေးအခုဆိုရင်မန်ချက်စတာစီးတီးနဲ့သဘောတူညီမှုရပြီးသွားပြီဆိုပြီးတော့ဒေးဗစ်အိုစတိန်ကဖော်ပြထားပါဗျဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Florian Plantebat ဖော်ပြထားတဲ့လီရိုင်းစာနေသတင်းပေါ့လေ။နောက်ဆိုရင်လီရိုင်းစာနေနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ဖော်ပြကြမှာမလို့တော့။ဘာလို့လဲဆိုတော့ Turkey Club Glada စီးရဲ့အသင်းကိုဒီကစားမက3နှစ် contract နဲ့ပြောင်းသွားခဲ့ပါပြီ။အဲ့တော့တစ်နှစ်လောက်ခါလာစာ Euro 10တန်းနဲ့12တန်းကြားရရှိသွားမယ်ကြားသိရတယ်။ပြောင်းရွှေ့ကြေးလုံးဝမကုန်တာဖြစ်တဲ့တည်းလေ။ ကာလာဒါစီးကမြင်မောသွားပေးပြီးတော့ဒါပြောင်းရွှေ့ကြီးထပ်စားလို့ရှိရင်လောက်ခလာစာပိုင်းကိုပဲအဓိကထားပြီးခေါ်သွားလို့ကြားသိရပါဘူးလေ။သူ့ကိုကလတ်နဲ့တင်းနေအများကြီးရှိတယ်။အဲ့တည်းတော့မှဒီကလတ်တင်းကိုရွေးချယ်သွားတာ။မနစ်ကဆိုလဲ profile မြင့်ကစားသမားကြီးတွေကတယောက်ဖြစ်တဲ့ Peter Osimhen ကလာဒါစီးကိုခေါ်သွားခဲ့မှုတည်ရဲ့။အဲ့ဆိုတော့အာဆင်နယ်နဲ့တင်းချင်းချင်းထွက်ခဲ့မှုတဲ့ကစားသမားတော့တူတီကလတ်မှာကစားဖို့အတွက်ရွေးချယ်လိုက်ပါပြီ။အသက်ကတော့29နှစ်ဂျာမနီသား free trust မှာလည်းထွက်သွားတယ်နောက်၃နှစ်ကတူတီကလပ်မှာကျင်လည်တော့မှာပါအဲ့တော့အရင်တော့အခွန်ဆောင်ပြီးသားမြန်မာတဲ့လောက်ခရတာလူချင်းနေဆိုတော့သူ့ရဲ့ဆန္ဒလည်းပြေဝသွားလို့ထင်ပါတယ်ဘိုင်ယန်ကတော့ဒါဘိုင်ယန်မှာရှိတော့ကတော့ bonus ပါ yield 3,800 4000ရရှိရပါလေအခုရတဲ့ yield 10000ဆိုလည်းနည်းတဲ့ပမာဏမဟုတ်ဘူးတနည်းတပတ်လောက်ခရတာတော်တော်လေးမြန်မာတော့ရရှိတယ်အဲ့တော့စာနည်းတယောက်အဆင်ပြေပါစီပါလေ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒီမာစီကိုဖော်ပြထားတာဒါကတော့အီတလီကလပ် AC မီလန်အသင်းကသူတို့ရဲ့ခံစစ်အစွန်ကစားသမားတီယိုဟာနန်တက်ဒါရောင်းချဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီမှာပြန်ပြီးအစားထိုးအတွက်အာဆီနယ်ရဲ့ခံစစ်ကစားသမား စင်ချံကိုကိုဝေယူဖို့အတွက်စဉ်းစားနေဆိုပြီးတော့ဖော်ပြသွားတယ်စိတ်ဝင်စားရစဉ်းစားရဆိုအဆင်ပါပဲရှိတယ်ဒီနေ့မှာသီယိုခါနန်ဒက်နဲ့ပတ်သက်ပြီးသူတို့ရောင်းချမဲ့တင်ကြီးတယောက်လည်းကျွန်တော်တို့နားလည်ဖို့လိုတယ်ကစားသမား2026ခုနှစ်ဒီပဲတက်တန်းရှိတော့တယ်ဆော်ဒီဘက်ကကလပ်တင်းကိုလည်းညင်းပယ်ထားတယ်လောလောဆယ်တော့သီယိုခါနန်ဒက်နဲ့သတင်းထွက်တာကတော့အက်တလတီကိုမက်ဒစ်ကယူ23တန်းပလက်ဘောနက်နဲ့ ကမ်းလှမ်းဖို့ရှိတယ်ဟိုသဘောတူညီမှုတချို့ player နဲ့ agreement ရပြီးသွားပြီလို့ကြားသိရတယ်အဲ့တော့ဒီကစားမအယောင်ဝယ်ဖြစ်သွားပြီဆိုတော့မှဇင်ချန်ကိုစီကိုရောက်လာမှာပေါ့လေဇင်ချန်ကိုကလည်းဒီအပြောင်းရွှေ့တဲ့စားလို့ရှိရင်သူကလာစီကိုကမ်းလှမ်းထားတယ်တပတ်တစ်နှစ်လောက်ခလာစာယူ ငါးတန်းပြေးလို့ရှိရင်လာမယ်ဆိုပြီးကလန်ထားဒါပေမဲ့တစ်ဖက်ကလာစီရောလည်းကစားသမားတောင်းဆိုတဲ့လောက်ခတဲ့ဆောင်မတက်နိုင်တာဖြစ်တဲ့အတွက်အကြောင်းမပြန်သေးဘူးလို့ကြားသိရတယ်။အဲ့တော့လာစီရောနဲ့ AC Milan တသင်းသင်းကိုတော့ဇင်ချန်ကိုရောက်သွားနိုင်ရှိတယ်။အာဆင်နယ်ကတော့လက်ရှိနောက်ဆုံးကျွန်တော်ကြားထားတဲ့သတင်းအရဆိုရင်တော့ပေါင်25တန်းပတ်ချလိုက်လို့ရရင်ဒီယူကရိန်းသားကိုရောင်းချသွားဖို့အတွက်ဆန္ဒရှိတယ်လို့ကြားသိရပါတယ်။28နှစ်ရဲ့ယူကရိန်းသားတော့2020မှာတက်တန်းရှိတာဖြစ်တဲ့အတွက်တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားကိုအာဆင်နယ်က ပြောင်းရွှေ့ခြင်းမြန်မာစွာတက်ဆိုင်လောကစာအဓိကရှော့ချချင်တာဖြစ်တဲ့အတွက်ရောင်းချချင်တာသူတို့သတ်မှတ်ထားတဲ့ပေါင်25တန်းကတကယ်တိတိဆန်ဆန်ဆိုရင်ဈေးလျှော့ပေးဖို့တောင်ရှိလောက်တယ်။ဘာလို့လဲဆိုတော့ကစားသမားရဲ့တပတ်လောကစာကပေါင်တသိန်းခွဲကျွန်တော်တို့အရန်သဘောကြပါဆိုတဲ့ပါတီရဲ့လာစာထက်9000ပဲနေတဲ့ပမာဏ။အဲ့တော့အာဆင်ရဲ့စေရောက်မြောက်လောကစာမြန်မာဆုံးတပတ်ပေါင်တသိန်းခွဲတနစ်ကိုပေါင်9.8တန်းရှိတဲ့ဈေးချံကိုကိုအာဆင်တို့ဘလောက်ပမာဏနဲ့ရောင်းချနိုင်မလဲ။ရောင်းချနိုင်ရင်တော့ ပြောင်းဝင်လာမယ့် incandescent ဆိုင်လုခရတာရှော့ချနိုင်မယ့်ဘိုင်းကတော့အဓိကအသင်းအတွက်ဒါ FFP ဘိုင်းမှာ positive ဖြစ်မယ့်အပိုင်းပေါ့လေအပေါင်းလက္ခဏာဆောင်မယ့်အရာပေါ့အဲ့တော့ရှေ့ရာသီမှာတော့25ဘွတ်တိပွတ်ထွက်ခဲ့ရရင်မလဲဒီရာသီမှာရှစ်ပွဲပဲပွတ်ထွက်ခဲ့ရတဲ့ယူကရိန်းသားတော့အသင်းကနေထွက်ခွာဖို့အတွက်ပြင်ဆင်နေပါပြီဝယ်တုံးကယူ35တန်းရတဲ့ကစားသမားကိုပြောင်းအောင်တဲ့ခါမှာတော့အာဆင်နယ်ကိုကျင်းတည်ရှုံးတော့ပါပါအသက်28နှစ်ပဲဆိုရင်ကျွန်တော်ကတော့ဇင်းချန်ကိုအသင်းမှာဆက်ထားမယ့်ကိစ္စဆိုရင်တော့သဘောတူရင်ဒါပေမဲ့လစာအများကြီးတော့အသင်းကတော့ရောင်းမှာပေါ့လေ ဘာလို့လဲဆိုတော့ဇင်းကြီးစံနေကျွန်တော်တို့ဒီ forward ဆုံးမှာတော်တော်လေးဥမာဘောလုံးတိုက်စစ်လမ်းကြောင်းခွဲပြီးအတိုင်းတော်တော်လေးမိုက်တယ်ခန်စစ် vision ညံ့တာမှတ်မိမဲ့ဇင်းချောင်းကိုဒီမှာကွင်းလေကစားမတူရဲ့ပိုင်းမျိုးကိုကျွန်တော်တို့ခန်းစားမိတယ်ယူကရိန်းမှာဆိုလေသူကအဲ့ position မှာ solid ဆော့လာရှိရပေါ့လေအဲ့တော့ဇင်းကြီးကိုရတဲ့အသိအတွက်ဆိုတန်းတယ်အထူးသဖြင့်ပေါင်တန်း20နဲ့25တန်းကြားပမာဏကကျွန်တော်တို့အခုဇင်းချန်လုံးလို quality မျိုးဈေးကွက်ထဲမှာတောင်းဝယ်မယ်ဆိုရင်အာဆင်နယ်စာတောင်းဝယ်ကြည့်တန်း30 40အောက်ကိုဆင်းမှာမဟုတ်ပါဘူး ဒီစီဇန်လေးကိုဒီကောက်ကူကြီးပောင်းပေးတဲ့ရှူပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှန်ဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တောင်းကို9939963တို့နှစ်ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေအဝရောက်နေပါတယ် Viber ခွေကို Sport Internet နဲ့9သလုံးမိတူကိုလာပြီးကစားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဝန်ဆောင်မှုပေးနေဖြစ်ပြီးတော့ကျွန်တော်နဲ့လက်တွေ့ထားတဲ့ရှူပေါ်လုံးမှာလာပြီးဆော့မယ်ဆိုရင်စုံစုံတော့ Viber ဖုန်းနံပါတ်ကိုလာပြီးဟိုင်းလို့ရပါတယ်အပြော်ပဲဖြစ်ဖြစ်စီးပွားဖြစ်ဖြစ်ဆက်ဆက်ဆော့မယ်ဆိုရင်တော့ကိုတက်နိုင်တဲ့ပမာဏပဲဆော့ဖို့အားလုံးကိုအကြံပြုပါရခင်ဗျာကဲနောက်ဆုံးလေးနှစ်ပုတ်ကိုတော့ Score 90ရဖော်ပြထားတဲ့ DRT အကောင်းဆုံးဗဟိုခံစစ်ကစားသမား9ယောက်ဒါကတော့ဥရောပထိပ်တန်းလိဂီယာကိုကဘာမှအကောင်းဆုံးကစားသမား9ကိုသူတို့ရွေးထုတ်ထားဗောလေ score 90ရဲ့ system နေရကျွန်တော်ကသတင်းလေးပုတ်မှာနောက်ဆုံးသတင်းတစ်ပုတ်ကိုတော့အခုလိုမျိုးဗဟုသုဒအနေနဲ့ data ချက်လက်လေးတို့တင်ဆက်လေးရှိပါတယ်အဲ့တော့နံပါတ်9နဲ့မှာရှိတာတော့ Champion League Champion ဖြစ်ခဲ့တဲ့ PSG အသင်းရဲ့ခံစစ်ကစားသမား Marquinho သူကတော့ နံပါတ်5နဲ့မှာရှိတယ်နံပါတ်6နဲ့မှာတော့ဝီလျံစာလီပါနံပါတ်3နဲ့မှာတော့အာဆင်နယ်ရဲ့ခံစစ်ဖို့ကြောက်ဆောင်နောက်ထပ်အတွဲတစ်ယောက်ဖြစ်တဲ့ဂေဗီယယ်မဂါကြီးနဲ့နံပါတ်2နဲ့မှာတော့ပရီးမီးယားလိလက်ရှိချန်ပီယံဘာဂျက်ဗန်တိုက်နံပါတ်1နဲ့မှာတော့အင်တာမီလန်သင်းရဲ့ခံစစ်ဖို့ဘတ်စတိုနီတို့ကရှိနေပါတယ်အဲ့တော့ကျွန်တော်ညီကိုကြီးနဲ့ဒီငိုင်းုံနဲ့အကြိုက်ချင်းတိုက်ဆိုင်လားအကယ်၍ကျွန်တော်ညီကိုကြီးကြိုက်တဲ့ငါးယောက်ခံစစ်ဖို့ကြံခဲ့တဲ့ဘောလုံးရာသီကရှိခဲ့ရင်ခုံးမှဝင်ရောက်ရေးသားပြီးတော့ပါဦးကဲအဆုံးထိကြည့်ပြတော့လေ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဈေးကွက်ထဲမှာတော့ဒီသတင်းတွေပဲရှိရဗျာကျွန်တော်25ရက်နေ့နောက်ပိုင်းညမှာဆက်ပြီးတော့ရင်ခုန်ညပေါ့လက်တော်ကတော့ဒီလိုမျိုးအတွင်းသတင်းလေးပဲတင်ဆက်ပေးဖို့ရှိပါတယ်